။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီနေ့ session မှာတော့မနေ့ကတော့ငါပြောခဲ့တဲ့ဒီ TND expression နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်။အဲ့တော့ TND expression ကိုကျွန်တော်တို့ကနော်ဒီ power ပေးလိုက်တာနဲ့ဒီအောက်ကနော် input တွေတခုမှအလုံးမလုပ်တော့ဘူး။ input ရပြီတော့ညလည်း output တွေမထွက်တော့ဘူးပေါ့နော်။ input ရပြီတော့ညလည်း output မထွက်ပါဘူး။ဆိုတော့ဒီနေရာမှာကျွန်တော်တို့က timer ကိုတကယ်လို့ပေါ့နော်ကျွန်တော်ရဲ့ program မှာ timer ကိုသုံးကြည့်မယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲပေါ့နော်။ Okay ဒါလေးတစ်ချက်ကြည့်ပါမယ်။ Ahora yo no tengo nada en time account a à comer, ¿no? Ahora yo no tengo time a comer, ¿no? Ahora yo no tengo time a comer, ¿no? Time a comer, ¿no? 돌아. 아로 들어와 인보 아웃 테이드 노. 깨호비 다소 인지로로 제 다스 지야 아, 그럼, 아, okay, နေတိုင်းနေကဆိုရင်တော့ကျွန်တော်ကတူတူပဲဟုတ်ပြီနော်အဲ့တော့ဒီ TNT session ကိုကျွန်တော် channel လိုက်ခဲ့တယ်ဒါအောင်ထားခဲ့တယ်ကျွန်တော်ဒီမှာ time မှာမောင်းကြည့်မယ်ဟုတ်ပြီနော် okay ဒီမှာ time မှာမောင်းတယ်အဲ့ဒီအချိန်မှာကျွန်တော် TNT instruction ဝင်လာပြီ TNT ကိုကျွန်တော် power ပေးလိုက်ဟုတ်ပြီနော်အဲ့ power ပေးလိုက်တဲ့အခါမှာသူကဘာဖြစ်သွားလဲဆိုတော့ temporary exit ဖြစ်သွားပြီတော့ဒီ timer ကဘာဖြစ်သွားတာလဲဆိုရင်ရုပ်တရက်ရက်တန်သွားတာဟုတ်ပြီနော်အဲ့တော့ timer က redundant timer လို့ပုံစံမျိုးအလွတ်လို့သွားတယ်ဟုတ်ပြီနော် အဲ့တော့အတွင်းထဲမှာရှိတဲ့ input တွေကျွန်တော်သွားပေးကြည့်တယ်မရအောင်နော် okay ဆိုတော့ tnd ကိုပြန်ဖြုတ်လိုက်တော့မှဟုတ်ပြီနော်ဒီမှာ exit instruction အဲ့ဒါကြီးကိုပြန်ဖြုတ်လိုက်တော့မှပဲအဲ့တိုင်းမှာဆက်သွားမှာဟုတ်ပြီနော်အဲ့တော့တစ်ချက် exit ထွက်သွားတယ် okay ဒီမှာ not to the ရုပ်တရက် mount တဲ့အချိန်မှာရပ်တန့်သွားတာဟုတ်ပြီနော်အဲ့ကျွန်တော်အရှိတ instruction ရှိတာသင်ခန်းစာမှာတော့ငါကြာကျွန်တော်တို့က output တွေကိုထုတ်ပြခဲ့ဟုတ်ပြီနော်ဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့ကနော် timer ကိုထည့်ပြီးတော့ ့ဆန်းသက်ပြခဲ့တာเนาะโอเคဒါဆိုရင်ကျွန်တော်တို့เนาะတိုင်မာကတော့ကျွန်တော်သိသွားပြီပေါ့เนาะဆိုတော့တိုင်မာကျွန်တော်အဆုံးအစီတော့တစ်ချက်မောင်းကြည့်လိုက်ပါမယ်နော်ဆိုတော့သူက gem instruction နေနဲ့တော့တိတ်တော့တူဟုတ်ပြီနော်သူက temporary basic instruction ကိုတုံးပြီးတော့လုပ်သွားတာဖြစ်ပါတယ်ဆိုတော့ ဒီမှာတိုင်မောင်ကျွန်တော်70စက္ကန့်ထိ run လိုက်တယ်။ဆိုပြီးတော့တိုင်မဖြည့်သွားတယ်။တိုင်မဖြည့်သွားတဲ့အခါမှာ output ထွက်လာတယ်။ဆိုတော့ဒီပုံထုံးစံအရာဆိုရင်တော့ကျွန်တော်တို့ကသူ့ကိုနော်ဒီတိုင်မောင်ကိုကျွန်တော်တို့ကပြန်ခိုင်းလို့လည်းရတာ။ဟုတ်ပြီနော်။ပြန်ခိုင်းလို့လည်းရတယ်။ဒါကကျတော့ TND မဝင်သေးခင်ပါ။ဟုတ်ပြီနော်။အဲ့တော့အခုကျွန်တော်တို့တိုင်မောင်နေစဉ် input လည်းရနေစဉ်မှာကျွန်တော်တို့က temporary ဝင်လာ။ temporary exit ဝင်လာ။ ကမ္ဘာရေးစုဝင်လာကဒီတိုင်မှာဖြစ်သွားတယ်ရက်သွားတာဟုတ်ပြီနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ကဒီ input ကိုဖြုတ်ကြည့်တယ်ဒါပေမဲ့ပုံမှန်ရဆိုရင်တော့တိုင်မှာကမဖြစ်သွားမှာလေဆိုတော့ reset ကျသွားမှာဘာကြောင့်လဲ तू က power မရှိတော့လို့ဟုတ်ပြီနော် power မရတော့ရင်တိုင်မှာလေးဟာ on delay တိုင်မှာလေးကထုံးစံက reset ကျတယ် redundant တိုင်မှာဆိုရင်တော့ reset မကျအောင်ပေါ့နော်ဒီမှာတော့ reset ကျသွားတယ်ဟုတ်ပြီနော်ဆိုတော့တကယ်လို့ကျွန်တော်တို့ကဒီမှာ temporary exit ပြန်ဖြုတ်လိုက်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုသူက reset ကျတယ် အဲဘာလို့စကြတော့ပါဝါမရှိနေလို့ဒီစကြတကယ်လို့ကျွန်တော်တို့ကပါဝါရှိနေရင်ခုကျွန်တော်ဒီမှာမောင်းထားတဲ့ပါဝါရှိတယ်။ဟုတ်ပြီနော်။ပါဝါရှိနေတယ်ဆိုရင် okay ကျွန်တော်တို့မှာ temporary exit ဝင်လာတယ်။ပြန်ဖြုတ်တယ်အရင်တိုင်းပြန်မောင်းတယ်။ဝင်လာတယ်ပြန်ဖြုတ်တယ်အရင်တိုင်းပြန်မောင်းတယ်။တကယ်လို့ကျွန်တော်တို့ကပါဝါ temporary exit ကိုဖြုတ်ပြီးတော့သူ့ကိုဖြုတ်ထားလိုက်တယ်ဆိုရင်တော့နော် temporary exit ကိုပြန်ဖြုတ်လိုက်ဆိုရင်တော့သူက0နေရာပြန်ရောက် ဟုတ်ပြီနော်ဖုံးမင်းဖုံးမင်းပုံစံရှင်ကိုပြောင်းသွားမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့တတိထားဖို့လုပ်ပါတယ်ပေါ့နော်ဆိုတော့ဒီ temporary ICT TND ဒီပေါ့နော်ဒါလေးနဲ့ကျွန်တော်တို့ဒီ timer တွေကိုတွဲသုံးတဲ့အခါမှာတော့ဒီအချက်တွေကိုကျွန်တော်တို့အဲတတိထားဆင်ခြင်ဖို့ဘူးလေဆိုတာကိုကျွန်တော်နေတဲ့အဲဒီဗီဒီယိုလေးကနေပြီးတော့ဖြတ်သားခြင်းမှာဖြစ်ပါတယ်။ Okay ကဲဒါဆိုကျွန်တော် counter လေးပေါ့နော် counter ကိုလည်းထည့်ကြည့်မယ်။အဲ့တော့ counter ကကျွန်တော်တို့က pass ပေးမှအလုပ်လုပ်တဲ့သဘောမျိုးပေါ့နော်။ โอเคဒါဆိုကျွန်တော်ကျွန်တော်ရဲ့ဂျီတိုရီမှာကောင်တာလေးလေးတစ်ချက်ထည့်ကြည့်မယ်ပေါ့နော် အဲ့တော့ preset value ကတော့ရတယ်ကျွန်တော်ချိန်တလောက်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့5ပဲပေးလိုက်ပါမယ် Okay အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ counter ကို reset ချစေဖို့အတွက်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာထည့်ထားတဲ့ input ကိုကျွန်တော် counter reset အနေနဲ့သုံးလိုက်ပါဟုတ်ပြီနော်ဘာလို့လဲဆိုတော့ဒီ counter ကို reset ချပါပေါ့နော်ဆိုတော့သူကဒီ TND ရဲ့အောက်မှာရှိတာတွေအားလုံးကနော်အဲအကျုံးဝင်ပြီးတော့အလွတ်လုပ်နေတာဖြစ်ပါတယ် ခဲ့တာဆိုရင်เนาะကျွန်တော်ဒီမှာဒီ channel ကြီးပေါ့เนาะဒါ counter ကိုကျွန်တော်က TND instruction နဲ့တွဲပြီးတော့ run လာဖြစ်ပါတယ် okay ဒါဆိုကျွန်တော် input ရတယ် okay ဒါဆို input ရတယ်လို့တော့เนาะ okay ဒါဆိုကျွန်တော်ဒီမှာ TND instruction okay ဒါဆိုကျွန်တော်တို့ကเนาะ counter အလုပ်လုပ်တယ်ဟုတ်ပြီเนาะဒီချိန်မှာ counter ပတ်တယ် okay ရတယ်မှတ်နေတယ်ဟုတ်ပြီเนาะဟုတ်ပြီเนาะဒါမှတ်နေတယ်အဲဒါကြောင့်၃ခုမြောက်လောက်ရောက်သွားပြီဒါဆိုကျွန်တော်က temporary exit ဝင်လာပြီ ။ဟုတ်ပြီနော်။ temporary exit power ပေးလိုက်ပြီ။ okay ။အဲ့မှာကျွန်တော်တို့ counter ဆက်လုပ်ကြည့်။ဟုတ်ပြီနော်။ရလားဆိုတော့မရအောင်နော်။ဟုတ်ပြီနော်။ counter exit counter ဝင်လာတယ်နော်။မလုပ်ဘူးနော်။ okay ။ဒါမလုပ်ပါဘူး။အဲ့တော့ reset ကိုကြာလားဆိုတော့နော်ကျွန်တော် reset လည်းလုပ်ကြည့်မယ်။ okay reset လည်းမကြာ။ဟုတ်ပြီနော်။ကျွန်တော် temporary exit ကို power ပေးချင်ပါ reset လည်းပါကြဟုတ်ပြီနော်အရင်ချက်တိထားအောင်နော်အဲကြောင့် temporary exit ကို power ပြန်ဖြုတ်ရင်တော့ counter ပြန်လုတ်တယ်အဲနော်ပြန်လုတ်ပါလေ okay နော်အဲ့ဒါတော့ counter ဖြည့်သွားတော့ကျွန်တော်တို့သတ်မှတ်တဲ့ preset value တော့ဖြည့်သွားဒါပေမဲ့ accumulated value ကတော့တက်နေတာပေါ့နော်ဒါကတော့ထုံးစံနိုင်ပါပဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့က reset ချကြည့်တယ်ဒါကြားတယ်ဘာကြောင့်ကြားလဲဆိုတော့ temporary exit ကိုပါဝါမပေးထားလို့တကယ်လို့ကျွန်တော်တို့ temporary exit ကိုသာပါဝါပေးထားရင်ကျွန်တော်တို့ဒီက reset ချလဲမကြအောင်ဟာပြီနော်ကျွန်တော်ဒီမှာ reset ချလဲမကြအောင်အဲကျွန်တော် power ပေးတဲ့အချိန်မှာကျွန်တော် counter လဲလုံးလို့မရဘူးเนาะဒီမှာကျွန်တော် counter လုံးကြည့်တယ်ဘောเนาะကောင်းပဲလို့တက်မလာတာကိုတွေ့ရပါတယ် ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ temporary is it instruction နဲ့ကျွန်တော်တို့ counter type ပါဘူးเนาะစမ်းသပ်ပြခဲ့တာပဲဖြစ်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်